်အမောက်တွေ့တဲ့ချိန်မှာလေမာရီယာလေအယားလှတာငကိုတော့ကလည်းလှပါတယ်ဒါမှမဟုတ်လေပိတ်တိမ်လေးဖြစ်သွားတော့လေလှလိုက်ကြဝမ်းဆက်လေးနဲ့ချက်ကြီးကိုရှိညာအပြင်မှာတွေ့လိုက်တာနဲ့မြင်လိုက်တာနဲ့ပီတိလေးဖြစ်ပြီးမာရီယာဘင်းကသူ့ဆိုဘလောက်ပီတိဖြစ်မလဲဆိုတော့ရင်ထဲမှာစဉ်းစားကြည့်လိုက်အာမပန်တို့တော့ဘေးရကြီးရဲလို့တော့ပီတိရဖြစ်မိုင်းရမ်းလာတယ်ကိုရရလဲလို့နီးနေရတဲ့အမတွေလေးသိရမလားဟာအခုကတော့ငေးုံနေမကုန်သူ့ကိုထိုင်ကြည့်နေကျင်တာ အဲ့လိုလေးကိုသူနှာလေးသီလားအယမ်းပိန်သွားမာကြီးကလေပမန်တို့ဟိုပါပေါ့ခยีသွားတော့အမနဲ့စုံတယ်စုံတော့လေအမောက်တွေ့ရချိန်မှာလေမာကြီးကလေအယမ်းလှတာငကိုတော့ကလည်းလှပါတယ်ပိတ်ပိတ်လေးဖြစ်သွားတော့လေလှလိုက်ကြဝမ်းဆက်လေးနဲ့ချက်ကြီးကိုရှိနေတာသမီးမာကြီးကိုတွေးခဲ့တဲ့ရက်တွေရက်တွေအချိန်တွေအချိန်တွေစုံတဲ့အချိန်တိုင်းချိန်တိုင်းဒီတစ်ခါ တမိတန်ဖိုးအရှိဆုံးပဲလို့ပီတိအဖြစ်ဆုံးပဲလို့မာရဲလာလိုက်တာဆိုကိုရီးယားလည်းလို့ငေးနေရတဲ့အမအတွေလေးသိရမလားဟာအခုဟာတော့ငေးုံနေမကုန်သူ့ကိုထိုင်ကြည့်နေကျင်တာအဲ့လိုလေးကိုသူနှာလေးသိလားအယမ်းပိန်သွားအဲ့လိုမမတို့အဲ့လိုဒင်နာပွဲတွေမှာစားပါညာဟာကိုရီးယားကတမျိုးပြီးတမျိုးပါဇက်ထက်ကိုထက်မာကြီးကတော့ကိုရီးယားကျတော့လေဟိုဟာကို့အမဖြစ်တဲ့အတွက် respect ပေါ့နော်မမမိုင်းဘာစားမလဲမိုင်းဒါလေးယူမလားဒါလေးထည့်အောင်မလားမိုင်းထည့်အောင်အားလေမိုင်းရတယ် င်းမစားဘူးမာလေအဲ့အမနေနိုင်တယ်လို့ဆိုအဲ့သူအဲဒီဆေးကန်းတခန်းမှာသူအဲ့လိုသူလုတ်တာပေါ့နော်ဆိုအဲ့လိုစီလေးတွေထိုးတယ်မိုင်းလည်းပြောပြပါတယ်နော်သူအဲ့သူအစီလေးတွေထိုးတယ်ပြီးရင်အဲ့လိုအစားလျှော်တယ်အဲ့လိုအဲ့လိုနေရမှာပေါ့နော်အမှန်တကယ်တော့ကိုဟာအခုမက်ရှိပြောတယ်တမီးနင်းမင်းတွေထွက်လာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မာတမီးပြန်ချပါမယ်လို့ပြောရတယ်အဲ့လိုလေးပေါ့နော်အမကတော့ဝါသွားမှာပဲရှိတယ်ပိန်ဖို့ဆိုတာမှာ မမတို့ဒီအသက်40ကျော်တဲ့အတွက်တိတ်မလွယ်တော့ဘူးခဲရင်းတယ်ပေါ့ဒါတော့မမတနေ့ကိုတနက်ပဲစားအေးပေါ့နော်မပန်လို့တော့သူဟဲ့နေပိတ်ယုံလို့တော့သူမပြောဘူးပေါ့မပန်တို့ကြောင့်နည်းနည်းဟိုပါပေါ့အပြင်မှာဆိုရင်မမတို့ကသေးသေးလေးလေအထဲမှာတော့မပန်တို့ကជីသွားတာယင့်သွားတာဆိုတော့မမတို့ကြတော့အကောင်သေးတဲ့ခါကျတော့တိတ်မသိတာဝါမန်းလေးသိလားအာမကြီးရဲ့တမိဝါနော်ဟဲ့နေမဝါပါဘူးလေအဲ့လိုမျိုးဆိုတော့လေ ဒါပေမဲ့အမှန်တကယ်ဘာပန်တော့အဖေမှဟိုဟာလေးတော်တော်ပေးကြီးချောင်းကြနေမှအာအဲ့ဒါအတော်ပဲကင်မရာထဲမှာဆိုမမတို့ဆိုဒါဝရဲခေါ်တာပေါ့အပြင်မှာကြည့်ရင်မဝဘူးလေထဲထဲကြာရင်မိအကြီးကြီးဖြစ်သွားမှာလေအဲ့လိုမျိုးလေမမကအဲ့လိုလေအရန်ဝသွားတဲ့အထဲမှာမမမပါတော့လေတအားကြီးပိန်ချင်တဲ့အထဲမှာတော့မပန်မပါဘူးဒါပေမဲ့မပန်16နာရီချားတယ်အာ16နာရီလေးမမချားချားပြီးတော့အာထမင်းစားရင်ပေါ့နော်ဥမာညနေ9နာရီလောက် မမနောက်ဆုံးထမင်းစားပြီးပြီဆိုတော့ထမင်းမစားမဟုတ်စားတယ်နော်အဲ့လို9နာရီလောက်ထမင်းစားပြီးဟိုဘက်ကို16နောက်နေ့မနေ့16နာရီချားလိုက်တယ်ချားပြီးတော့မှအဲ့လို breakfast ဆိုလဲ16နာရီပြည့်တဲ့အချိန်ကျမှဘက်ပံစားလိုက်တယ်ပေါ့အဲ့မှာအဲ့16နာရီချားတာလေးကအဆင်ပြေတယ်ကိုစားချင်တာလဲစားလို့ရတယ်ဟိုဘလို့ကောင်းလဲဆိုတော့ကျမ်းမာရေးအတွက်လည်းကောင်းတယ်မနေ့မနေ့စားနေ့ကင်းစားညစားဆိုရင်တော့မိသားဝတ်တုံးကြီးဖြစ်နေမှာ အဲ့လိုအစားလေးတော့ထိမ့်ပြရတာပေါ့နော်။မမကသွေးမောင်ကြတတ်တဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ဘလို့ပဲဖြစ်ဖြစ်မမကစားမှရမယ်။နောက်မကြီးကအဲ့လိုလေးတွေးလို့ရှိရင်အများအတန်းအဲ့လိုသူပြောတဲ့စကားလေးတွေအကိုကိုဖေးမာတယ်ဆုံးမာတယ်အဲ့လိုမျိုးလေးတွေဆိုလေမကြီးကိုချစ်တယ်။မကြီးရဲ့အလှပြောမနေနဲ့မကြီးရဲ့အလှစန်တင်လောက်တယ်သူက။တကယ်စန်တင်လောက်တယ်အခုပိန်သွားပြီဆိုတော့ပို့ပြီးတော့တော့မှာပဲမပန်တို့ဒီမှာတွေ့လိုက်တာနဲ့မြင်လိုက်တာနဲ့ပီတိတွေဖြစ်ပြီးမိုင်းပဲဘင်းကသူဆိုဘလောက်ပီတိဖြစ်မလဲဆိုတော့ရင်ထဲမှာစဉ်းစားကြည့်လိုက် အာမပန်တို့တော့ဘေးရကြီးရဲ့လို့တော့ပီတီလေးဖြစ်မိုင်းရမ်းလာတယ်အဲကျေးဇူးပါဟုတ်